အားလုံးပဲမင်္ဂလာပါသူရိတီချစ်သူ channel လေးမှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်တရနေ့ရတင်ပေးလိုက်တဲ့ဝေကနန်းဆိုင်လေးနှစ်ကွက်ထဲကကျွန်တော်၁၃နဲ့၁၆နှစ်ဆိုတဲ့ main နှစ်ကွက်လေးတွေကတိုက်တိုက်တိုင်တိုက်တိုက်ဆိုင်ဆိုင်ပဲဒီပွဲမှာ၁၆နှစ်ဆိုတဲ့ကနန်းလေးရလာတွေ့နေလို့စောစောစီးစီးတင်ပေးလိုက်ပါတယ်တို့ကြည့်ကြည့်အောင်ပေါ့ဗျာ ထမဆုံးကျွန်တော်တို့84ခုနှစ်မှာနှစ်ခွန်3လို့သူစတဲထားပြီတဲ့အဲ့နှစ်ခွန်3ကနေကျွန်တော်တို့1 2 3 4 5 6ဒီ1 2 3 4 5 6 9ပင်မြောက်မှာ9နှစ်မြောက်မှာသူ392နှစ်ဆိုပြီးရိုက်ထားအဲ396နှစ်လိုက်တော့အောက်ပြန်ဆင်းလိုက်မယ်တဲ့1 2 3 4 5 1,2,3,4,5,6,4,3,5ဆိုပြီးသူကြိုက်ထားတယ်။အဲ4,3,5လေးအရင်တော့တို့အပေါ်တက်လိုက်မယ်တပင်းပင်းသုံးလို့လား6,1,1ဆိုတော့ကဏ္ဍလေး။ငါထွက်ပြီးထားတယ်ပေါ့လေဒါပထမကတ်။နောက်ဒုတိယကတ်သွားကြည့်ရမယ်ဒုတိယကတ်မှာ2010မှာတဲ့။ပထမကတ်တိုင်းမှာ3,9လို့သူတည်ထားတယ်။အဲ3,9ကနေတော့ယူကြည့်လိုက်အောင်။1,2,3,4,5,6 ဒီနှစ်3 4 5 6 9ခုနှစ်နှစ်မြောက်မှလည်းသူပထမကတ်တိုင်းမှာ260ဆိုပြီးပြန်တည်ပေးထားတယ်။အဲ260လေးနေဇောင်းဆင့်ကြည့်အောင်လေဒီနှစ်3 4 5နှစ်3 4 6ဒါပထမကတ်တိုင်းမှာသူ934လို့ရိုက်ထားတယ်။အဲ934ရက်နေတပင်းနှစ်ပင်သုံးပင်တစ်လိုင်းဒီပွဲပေါ့ဗျာ။ဒါကျွန်တော်မွေးကဆိုင်လေးတင်ထား16နှစ်ဆိုတဲ့ကဏ္ဍလေးဒီပွဲမှာလာနိုင်မလားပေါ့။ဒါ ဒါတော့ပထမတက်ကပ်ပေါ့လေနော်ဒုတိယကပ်သွားကြည့်အောင်ဒုတိယကပ်မှာကျွန်တော်တို့89ခုနှစ်မှာ440လို့သူတဲထားတယ်ပြပြီးသားလေးပဲနော်ဒါအဲ440ကနေတော့တန်းတန်းသွားလိုက်မယ်1 2 3 4 5 6 9 10မှာ98ဆိုပြီးသူကပြန်တဲထားတယ်အဲ98ရဲ့ဇောင်းပေးမှာသူ439ဆိုပြီးတခါပြန်တဲပေးထားတယ် ဲ့435ရဲ့ဒါဇောင်းဘေးရဲ့9ခွန်ရှိဆိုတော့ခဏလေး435ကနေတဲ့1 2 345ဒါဇောင်း9ပင်မြောက်မှာသူတဲပြန်လိုက်ထွက်ပေးထားတယ်ဗောဗျာဟုတ်ပြီအဲ့လိုတဲထွက်ပြီးတော့အဲ့9ခွန်ရှိလေးကနေတဲ့ကြည့်ကြည့်အောင်1 2 3 4ပင်တက်ပြီးသူနဲ့တန်းတန်းကြီးလိုက်မယ်1 2 3 4 5 6 9 8 9 10 11 12 13 14 14နှစ်မြောက်မှာ300ဆိုပြီးတာလာထွက်ပေးထားတယ်တဲ့အဲ့300ခေါက်ကင်အောက်ဆင်းလဲအောင်နဲ့1 2 3 4 5 6 9 9 9ခုနှစ်ပြင်းမြောက်မှာ300နဲ့အောက်ဆင်း9ပြင်းမှာ6နှစ်ဆိုတဲ့ကဏ္ဍလေးလာထွက်ပေးထားပါတယ်ဒါပထမကတ်ဝင်တော့ဒုတိယကတ်သွားရင်ဒုတိယကတ်မှာနော်94မှာတဲ့တုံညာလေးလေးဆိုပြီးတည်ထားတယ်တဲ့အဲ့တုံညာလေးကနေတန်းတန်းသွားလိုက်မယ်1 2 3 4 5 6 ခွန်80 90ဒါ10နှစ်မြောက်မှာပရမကတ်တိုင်မှာ9ခွန်8လို့ပဲသူတည့်တည်ထားတယ်အဲ9ခွန်8ရဲ့သူတို့ဇောင်းပေးမှာလဲပရမကတ်တိုင်မှာ3.5လေးဆိုသူရိုက်ထားတယ်တဲ့အဲ3.5လေးကနေတည့်တဲ့ဆင်လိုင်း1 2 3 4 5ဒါ9ပဲမြောက်မှာပရမကတ်တိုင်မှာ9ခွန်8ဆိုတဲ့3.5လေးရဲ့ဇောင်းပေးရ9.8က9.8ဆိုပြီးတဲပြန်ရိုက်ပေးထားပါတယ်တဲ့ဗမာကတ်တန် ဟိုနော်အဲ့ငါးခွန်ရှိကနေတက်လိုက်မယ်တဲ့1 2 3 4 1 2 3 4 5 6 9 10 11 12 13 14ပထမကတ်တိုင်းမင်းတို့3ခုခုဆိုပြီးသူကဒက်တယ်ပေးထားတယ်ဗျဒက်တယ်ရိုက်သွားတယ်တဲ့3ခုလေးထွက်သွားအဲ3ခုခုလေးရဲ့အဝင်တို့ပြန်ဆင်းလိုက်မယ်တဲ့1 2 3 4 5 6ခုဆိုတော့ဒီပွဲပေါ့ဗျကျွန်တော်တို့နော်ဒီပွဲမှာဒါ6နှစ်ဆိုတော့ကနန်းလေးပေါ့လေ ဒီ6နှစ်ဆိုတဲ့ကဏ္ဍလေးကအာနည်းနည်းကောင်းတယ်လို့ကျွန်တော်တင်ပေးလိုက်တာပါနောက်တစ်ခါကျွန်တော်မတူညီတဲ့တစ်ဆိုင်လေးနဲ့ထပ်ပြီးတွားကြည့်ရအောင်ဒါလေးကတော့ကျွန်တော်တို့88မှာ151လို့တဲ့သူ့အပေါ်မှာကျွန်တော်တို့ခွန်လေးလေးလို့ရိုက်ထားခွန်လေးလေး151လို့ရှိတယ်တဲ့အဲ့ခွန်လေးလေးကနေအပေါ်တက်လိုက်မယ်1 2 3 4 5ငါးကျင်ရဲ့အပေါ်မှာလည်းသူက၄၄ခွန် တတ5ဆိုပြီးကနန်းတူကနန်းနှစ်ကွက်ပြန်ရိုက်ပေးထားပါတယ်တဲ့ဒီမှာခွန်လေးလေးတင်ငါတက်ပေါ့ဗျာအဲ့ခွန်လေးလေးရိုက်တော့ဇောင်းဝန်နေပြီးလိုက်မယ်တဲ့1 2 3 4 5တန်း5ပြန်မြောက်မှာ4 3 5ဆိုပြီးတော့သူရိုက်ထားတယ်အဲ့4 3 5နေလိုက်တော့ဇောင်းကြီးလိုက်မယ်တဲ့1 2 3 4 5 2 4 8ဆိုပြီးသူကပြန်တယ်ပေးထားပါတယ်အဲ့1 4 8ကနေတော့ ရီလိုက်မယ်ပေါ့ဗျာ1,2,3,4,5,6အောက်ကိုဇောင်းရှင်းနှစ်စင်းဆင်းပြီးတော့လည်းသူကနေပြန်တဲတဲ့ရလိုက်မယ်1,2,3,4,5,6,9,10,17နှစ်မြောက်မှာ4,5နှစ်ဆိုပြီးသူကဒါငါတည်ပြီးထားတယ်ပေါ့ဗျအဲ့4,5နှစ်ကနေတော့တခါအပေါ်တက်လိုက်မယ်တဲ့ 1 2 3 4 5 5နှစ်မြောက်တက်5နှစ်မြောက်ကနေမှတော့တဲတဲ့ပြန်သွားလိုက်မယ်1 2 3 4 5 6 9 10 11 12 17 17နှစ်မြောက်မှာ5နှစ်6လို့သူရိုက်ထားတယ်ပေါ့လေအဲ5နှစ်6လေးကနေကျွန်တော်ဇောင်းဆင်းလိုက်မယ်ပြ1 2 3 1 2 3 4မှာဒါ1 6 1ဆိုတဲ့ကဏ္ဍလေးငါထွက်ပေးထားတယ်ပေါ့လေ1 ဒါတော့ပထမကတ်ပေါ့နောက်ဒုတိယကတ်သွားကြည့်အောင်ပြဒုတိယကတ်မှာလည်းနော်တို့၄၄ခွန်၁၁လို့ဒါတဲထားပြီသူကမူရင်းမှာတော့ခွန်၄၄၁၅တဲထားပြီပေါ့ဗျာ၄၄ခွန်၁၅လို့တဲပြရနေတဲ့သူဆောင်၁၂၃၄၅၄၅၃၃လို့သူကပထမကတ်တိုင်းပဲပြန်တဲပေးထားပါတယ်တဲ့အဲ့၄၅၃ဆောင်နေလို့ယူလိုက်မယ်ဗျ၁၂၃၄၅ ငါးနှစ်မြောက်မှာလည်းသူပထမကတ်တိုင်းမှာ၄နှစ်ရှိဆိုပြီးသူကလည်းပြန်တည်ပေးထားပါတယ်တဲ့အဲ့၄နှစ်ရှိကနေဆောင်းဆင်းလိုက်မယ်ဗျာ1,2,3,4,5,6ရှင်းနှစ်မြောက်ကနေမှာတဲတဲသွားလိုက်မယ်တဲ့1,2,3,4,5,6 9,10,17နှစ်မြောက်မှာဒါ၄၅နှစ်ဆိုပြီးပထမကတ်တိုင်းမှာကျွန်တော်တို့ပြန်တည်ပြီးတဲတည်ပေးထားပါတယ်တဲ့ ိုက်လေး၅နှစ်လျိုင်တော့ပေါ်တက်လိုက်မယ်ဒီနှစ်၃၄၅၅နှစ်မြောက်ဆောင်း၅နှစ်တက်ပြန်တယ်တန်းတန်းသွားလိုက်မယ်တဲ့ဒီနှစ်3456789107 17နှစ်မြောက်မှာ65နှစ်ဆိုပြီးသူပထမကတ်တန်းရိုက်ပေးထားတယ်တဲ့အဲ65နှစ်လည်းကျွန်တော်တို့ဇောင်း3ချိန်ဆင်းလိုက်မှာပြတ်1 2 3 1 2 3 4ဆိုတော့ဒီပွဲမှာပေါ့ဗျာဒါတိုက်ဆိုင်နေ6နှစ်မြောက် တစ်6နှစ်လို့ကျွန်တော်မွေးကနန်းစိုက်တင်ပေးထားတယ်။မလဲ9နှစ်9နှစ်6ကနေ3နှစ်3 3နှစ်3လေးမှာ26တက်လို့ရိုက်ထားတယ်။မလဲ6 9နှစ်ကနေ3နှစ်3နှစ်3လေးဒီပွဲပေါ့နော်။ဒါပြေးမလားဒါတော့တော်တို့မတူညီတဲ့ సై ကလေးနဲ့တစ်6နှစ်မွေးကနန်းလေးတိုက်ဆိုင်နေလို့နောက်တစ်ခါကျွန်တော်တို့ပိုးဆိုင်လေးတစ်ခုကလည်းရှိသေးတယ်။ အဲ့ပို့လိုက်လေဘလို့ပို့ထအောင်ဆိုတော့တဲ့ကျွန်တော်တို့ပထမသူစမူရင်းတည်ထားတာကကျွန်တော်တို့83မှာ939ခွန်လို့ရှိတယ်သူစောက်မှာ388လို့ရှိတယ်အဲ့939ခွန်388လေးကနေ1234ဇောင်း၄ပင်တက်သူကနေမှာ1234 56မှာခွန်8လို့တည်ထားတယ်အဲ့ခွန်8လေးကနေတော့အပေါ်တက်လိုက်မယ်1234 56ခွန်8 90နှစ်မြောက် သူ့အပေါ်7ပြမြောက်မှာ3963လို့ထွက်တယ်အဲ့တော့ည9:00ရဲ့ဇောင်းကနေကြီးလိုက်မှာ1234569891071နှစ်မြောက်မှာ281ဆိုပြီးသူရိုက်ထားတယ်။အဲ့281လည်းနေအောက်ဆင်းလိုက်မယ်တဲ့1234566နှစ်မြောက်ရဲ့ဘေးမှာ188ဆိုပြီးဒါသူပြန်တယ်ရိုက်ထားပြီပေါ့လေ။အဲ့188ကနေတော့ဇောင်းတက်လိုက်မယ်တဲ့1234 ခုနှစ်ပင်ရဲ့အပေါ်မှာ3 5 4ဆိုပြတာရှိတယ်။အဲ3 5 4ဆိုတဲ့ကဏ္ဍလေးကသူ့ဆောင်ပေးရနေတပင်နှစ်ပင်3ပင်မြောက်မှာဒါ3နှစ်မြောက်မှာလိုက်ကြထားတယ်ပေါ့လေ။အဲ့လိုကြပြီးရနေတဲ့ကျွန်တော်တို့သူ့ဘေးကနေကြီးလိုက်မယ်။1 2 3 4 5 6 6ပင်မြောက်မှာ5 6နှစ်ဆိုတဲ့ကဏ္ဍလေးဒါလာထွက်ထားတယ်ပေါ့လေ။ ဲ့၄၅နှစ်ကဘယ်ရလာအောင်ဆိုရင်၁၂၃၄၅တူဆောင်၅နှစ်မြောက်အောက်က၄၅နှစ်ဆိုတဲ့ကနေ၄၅နှစ်ဆိုလှမ်းပို့တယ်ဗောဗျာဒါပထမကတ်ဗောနောက်ဒုတိယကတ်မှာလဲ82ကိုမှ3ညာ6ခွန်8ညာ8လို့နှစ်ခုပြိုင်တယ်ထားပြီတဲ့သူကနေတက်လိုက်မယ်1 2 3 4 1 2 3 4 5 6ဒါပထမကတ်တိုင်းမှာခွန်8လေးလို့တဲတယ်ထားတယ် အဲ့ခွန်ရှိလေးကနေပေါ်တက်လိုက်မယ်1 2 3 4 5 6 90 7မြောက်မှာ930ဆိုပြီးသူပထမကတ်တိုင်းပြင်ရိုက်ထားတယ်အဲ့930ရဲ့ဇောင်းကနေညှီလိုက်မယ်1 2 3 5 6 9 10 17မြောက်မှာပထမကတ်တိုင်းမှာသူ8နှစ်ဆိုပြီးရိုက်ထားပါတယ်အဲ့8နှစ်ကနေဇောင်းဆင်းလိုက်မယ်ကျွန်တော်တို့1 2 3 4 5 6 6နှစ်မြောက်အပေမှာ881ဆိုပြီးပထမကတ်တိုင်းမှာသူပြန်တယ်ပေးထားပြီတဲ့အဲ881ကနေဇောင်းတက်လိုက်မယ်တော့1 2 3 4 5 6 9ပင်းရဲ့အပေါ်မှာ6 3ည3ဆိုတဲ့ကဏ္ဍလေးရလဲတဲ့ပထမကတ်တိုင်းမှာ1 2 3သူဇောင်း3မြောက်မှာ3နှစ်မြောက်မှာဒါလာကြထားရပေါ့လေပထမကတ်ကမှာလဲ3ည5လေးရလဲ1 2 3 3နှစ်မြောက်မှာလာကြထားတယ်ဒီမှာလဲ1 2 3 63ည3ဆိုပြီးပြန်ကြထားတယ်ပေါ့လေမနှစ်ကကျွန်တော်တရားစခန်းတွင်မှာရခဲ့တဲ့ site တွေပါဗျအဲ့လိုကြပြရနဲ့သူကနေကျွန်တော်တို့သူ့ဘေးရီလိုက်မယ်တဲ့1 2 3 4 5 6ဒီပွဲပေါ့ဗျဒီမှာ3ည5လက်ရည်လိုက်တာ1 2 3 4 5 6 5နှစ်အဲ့5နှစ်ဆိုရယ်ကဏ္ဍလေးက1 2 3 4 5မြောက်ရဲ့အောက်က5နှစ်မြောက်ရဲ့အောက်ကကဏ္ဍလှမ်းပို့တယ်ပေါ့ဗျအဲ့လိုပို့မှဆိုရင်လည်းကျွန်တော်တို့ နှစ်3 4 5ငါးနှစ်မြောက်က261ဆိုတဲ့ကဏန်းလေးလေဒါဒီမှာလာပို့ရမယ်ပေါ့လေပို့ဆိုင်ဆိုရင်ဒါ261လေးပေါ့သူကတော့တဲ့ပေါ့လေကျွန်တော်မွေးဆိုင်တင်ပေးထားတာကတော့တရ3နဲ့162ပေါ့လေဒါတော့မိတ်ဆွေတို့261လေးကတော့ရန်လိုက်ပေါ့ဗျာနော်261ကရန်ပေါ့အဲကျွန်တော်ပြီးကြတဲ့တရက်နေ့ကမှတင်ပေးထားတာပါမှတ်မိပါမယ်နော်မိတ်ဆွေတို့939 ဟွန်ရှစ်လေးနဲ့ပေါင်းလိုက်တာနော်တို့နှစ်ရှစ်တဆိုတဲ့ကဏ္ဍလေးရတယ်939နဲ့9390နဲ့ပေါင်းလိုက်တာနှစ်နှစ်ခွန်ဆိုတဲ့ကဏ္ဍလေးရတယ်အဲ့လိုရပြီကျွန်တော်တို့ဒီဘက်မှာအဲ့တိုင်းပေါင်းမယ်ဆိုရင်939နဲ့639နဲ့639နဲ့ပေါင်းလိုက်တာက103လို့ရမယ်939နဲ့665နဲ့ပေါင်း162လို့ရ162ဆိုတဲ့မွေးကဏ္ဍလေးပေါ့လေဒါ388လေးထွက်သွားလို့ ကျွန်တော်တွေ့တာကတော့တုံးရှိရှိလေးထွက်သွားတဲ့အတွက်တိုက်ဆိုင်နေလို့ကျွန်တော်တို့တန်းပြီးတော့စောစီးတင်ပေးလိုက်ပါတယ်ကျွန်တော်တို့ကလင်နာမာနေမှာတုံးရှိရှိလို့ကြာပြီးရနဲ့တစ်ချောင်းနှစ်လို့သူတန်းလိုက်ကြာထားတယ်ပေါ့လေဒီဘက်မှာလည်းကျွန်တော်တို့သူ့ဖြစ်စဉ်တွေအများကြီးရှိပဲကျွန်တော်ခုနလည်းခွန်လေးလေးလို့ကြာပြီးရနဲ့တင်ငါတစ်ကြာတယ်ဒီမှာလေးလေးခွန်ကြာပြီးရနဲ့တင်ငါတစ်တင်ငါလိုက်တယ်နားမှာလည်းကျွန်တော်တို့ ုံးခွန်ခွန်လို့ကြာပြီးတော့သူတန်းပြီးလိုက်ထွက်ထားတာလေးရှိပါရဲ့သူဖြစ်စင်လေးတွေအများကြီးပေါ့လေဒါနာလေးမှာပါလေအရင်မှာခွန်ခွန်တုံးလို့ကြာပြီးရနဲ့ကျွန်တော်တို့365လို့တန်းလိုက်တယ်ဒီမှာလည်းသုံးခွန်ခွန်လို့ကြာပြီးရနဲ့653လို့လိုက်တယ်ဒါကဒီမှာ686လို့ကြာပြီးရနဲ့633လို့တန်းထွက်တယ်နောက်ဒီဘက်မှာလည်း686လို့ကြာပြီးရနဲ့633လို့တန်းထွက်တယ်ဒီပြင်ဟာလည်းအများကြီးရှိပါလိမ့်မယ်နော် ခုလည်းဒီမှာ388လို့ဒဲကြပြီးပြီ162လို့ဒဲလိုက်မလားခုကျွန်တော်တို့ပြီးရဲ့ပွဲဒါ388လို့ကြာသွားပြီကြာသွားတယ်ဒီပွဲမှာဒါ169မွေးဆိုင်လေးလည်းရှိလို့တွေ့တိုက်ဆိုင်တယ်လို့တွေ့လို့ကျွန်တော်စောစီးစီးတင်ပေးလိုက်ပါတယ်အဲကျွန်တော်နာမည်နဲ့ဖုန်းနံပါတ်လေးပါပြီးတဲ့ဘက်ကလည်းတင်ပေးထားပါမေးသူတွေရှိလို့ပြီးတဲ့ဘက်ကကျွန်တော်ဘေ9000ထည့်ပေးတော့အကိုကြီးကိုလည်းကျေးဇူးထူးတင်ရှိပါတယ်လို့ ကဲအားလုံးကံပေး၍ချဲသူကြီးပေါကြပါသည်ဗျာ